မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတိုက်ပွဲတွင်ကြာသွားတဲ့ဂျမတ်ဆက်တနီးဖြူဟာမူဘုံမူးကျုပ်ကျော်မျိုးအောင်နာယီသတင်းထွက်ပေါ်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်ကြောက်ဖြူတိုက်ပွဲမှာကြာသွားတဲ့တပ်မ၁၁အခြေမြန်တပ်မဌာနချုပ်နီးဖြူဟာမူဘုံမူးချုပ်ကျော်မျိုးအောင်၄၅နှစ်ရဲ့နိုင်ရေးတရင်ထွက်ပေါ်လာပါတယ် အဲ့ဒီဘုံမူးကျုပ်ကျော်မျိုးအောင်ဟာနောက်ထပ်ပိုကြီးတအုပ်နဲ့အတူလီလ26ရက်နေ့ကကြောက်ဖြူစစ်မြေပြင်မှာအာရကတပ်တော် AA စနိုက်ပါတပ်ဖွဲ့လက်ချက်နဲ့ကြီးထိမှန်တိဆုံးသွားခဲ့တယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်။ကြောက်ဖြူတို့ဗမာပြည်ကနေအင်အားလာဖြည့်ချထားတဲ့တပ်မစတဲ့မှာဗျူဟာမှုနဲ့ဒေသခံတပ်ရင်း943မှာပိုကြီးတအုပ်တို့ဟာမေလ26ရက်နေ့မှာ AA လက်ဖြောင့်တန်း ကျောက်ဖြူတို့ဗမာပြည်ကနေအင်အားလာဖြည့်ချထားတဲ့တမစက်တင်မှပြူဟာမှုနဲ့ဒေသခံတိုင်ရင်943မှာဗိုလ်ကြီးတဦးတို့ဟာမေလ26ရက်နေ့မှာအေအေလက်ဖြောင်းတပ်စနိုက်ပါကြီးထိမှန်ကြဆုံသွားခဲ့ပြီးမေလ28ရက်နေ့မှာပြူဟာမှုအလောက်ကိုရန်ကုန်တို့အထူးလေယာဉ်နဲ့ယူဆောင်သွားခဲ့တယ်လို့ရခိုင်သတင်းတွေကိုဖော်ပြနေတဲ့ Little Rabbit ကလည်းမေလ28ရက်နေ့ကသတင်းဖော်ပြခဲ့ပါတယ်။ ကျောက်ဖြူ OGD တရုတ်တံငွေဖြန့်ချီရေးစက်ယုံနာမှာ တိုက်ပွဲတောက်လျှောက်ဖြစ်နေပြီးစကစာဘက်ကလည်းအကြဆုံးများလာတာကြောင့်မျိုးပေါ်အုပ်ချုပ်ရေးအတိုင်းဝိုင်းကိုပါအကြီးကျယ်ကြရရိုက်လျက်ရှိနေတယ်လို့အဆိုပါသတင်းမှာဆက်လက်ဖော်ပြထားပါတယ်အတူပါရှုနဲ့ရဲလေစွန်းတို့တရားတော်နာဖိတ်ကြားလွားတဲ့မှာတော့ဘုံမှုချုပ်ကျော်မျိုးအောင်ဟာ1388ခုနှစ်နေုံလာဆန်းတရက်28ရက်9လ2025အင်္ဂါနေ့မှာတိုင်းပြည်တော်ဝန်ထမ်းဆောင်ရင်ဘဝတစ်ပါးသို့ကွယ်လွန်အနှိမ့်ဆရောက်သွားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီး KNU ပညာရေးကျောင်းလေးကျောင်းတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခရင်ကော့ကရိတ်ခရိုင်ခရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နေပြီတမဟာ6နေမြေတဲရှိကွေးလေစုရွာက KECD ပညာရေးကျောင်းကိုစစ်ကောင်စီတပ်ကဒီကနေ့မေ29ရက်ညပိုင်း9နာရီခန့်ကလေးကျောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့မြေပြင်စီရေးသတင်းရင်းမြစ်ကပြောပါတယ်။ကနအူးသတင်းတွေအရကျောင်းမှာပေါ်လာနေတဲ့ကလေးငယ်တွေထိခိုက်မှုရှိတယ်လို့ဆိုပါတယ်။ ချိုင်းမြမနေဆက်ကရင်ပဲချံကစစ်ကောင်စီတပ်အခြေဆိုင်တပ်စခန်းတွေဇက်တိုက်သိမ်းပိုက်ခံရတဲ့နောက်လေးချောင်းတိုက်ခိုက်မှုတွေရှိလာတာလို့မြေပြင်စစ်ရေးတရင်ရင်မြစ်ကပြောပါတယ် ဆက်လက်ပြီးမင်းတို့မျိုးနယ်အတွင်းဝင်ရောက်လာသောစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုင်းမှုတော်လန်ရေးရဲဘော်တအူးကြဆုံနထိုးကြီးမျိုးမရဲစခန်းမှာဒူးတက်ချက်တအူးကိုအရှင်ဖမ်းမိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းမင်းတို့မျိုးနယ်အတွင်းဝင်ရောက်လာသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာတော်လန်ရေးရဲဘော်တအူးကြဆုံခဲ့ကြောင်း United States of Burma Army USPA မှတာဝန်ရှိသူတအူးကသတင်းဌာနသို့ပြောဆိုပါတယ်။ မေလ20ရက်နေ့တွင်ကပါစာနှင့်ကပါစာ30နှင့်လင်းကယ်ရဲစခန်းများမှအင်အား80ခန်းပါအကြံဖက်စစ်ကောင်စီတပ်သားများသည်အထက်မင်းလာမြို့နယ်လင်းကယ်တိုင်နယ်အတွင်ကိုဒရုန်းများလက်နက်ကြီးများဖြင့်ပစ်ကတ်ကစတင်စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ မေလ23ရက်နေ့နနက်အစောပိုင်းတွင်ကပ္ပဆာဆက်နှင့်မှအင်အား90ဝန်းကျင်ရှိသောအကြံဖက်စစ်တပ်စစ်ကြောင်းသည်တရံမြို့နယ်ထီယိုကျေးရွာကိုကားများဖြင့်ဝင်ရောက်လာကမင်းနုံမြို့နယ်အရှိမြောက်ချမ်းရှိကျေးရွာများကိုနှစ်ဖက်ပိတ်ဆို့ကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်းသိရပါသည် ထိုအကြံဖတ်စစ်တပ်စစ်တောင်းသည်ပြည်သူများ၏ရိတ်ကားများကိုခိုးယူကာချက်ပြုတ်စားတောက်ပြီးကျွဲချမ်းရွာစာတင်ကျောင်းတွင်ညအိမ်စခန်းချပြီးကပ္ပစစနစ်မှစစ်တောင်းကိုနေလ23ရက်နေ့ညပိုင်းတွင်တော်လင်ရေးတပ်ဖွဲ့များနှစ်ကြိမ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်မေလ25ရက်နေ့ညနေပိုင်းတွင်ရွာသားရွာကြီးရွာအနီးတွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်ထော်လန်ရေးတပ်ဖွဲ့များကတိုက်တွေ့တိုက်ပွဲထပ်မံပြပွားခဲ့ပြီးထော်လန်ရေးတပ်ဖွဲ့ဘက်မှရဲဘော်လှိုင်းပွားမြင်းမြတ်စွာအသက်ပေးလူခဲ့ကြောင်းသိရပါသည်။ အဓိကကတော့လက်နက်ခဲရမပြေဆုံးတော့လက်တပြက်ထိတွေ့မှာ ပြအားချင်းမရှင်နိုင်လို့ကြာခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်လက်နက်ခဲရထောက်ပံ့နိုင်တဲ့သူတွေထောက်ပံ့ပေးဖို့နဲ့အကူအညီတောင်းကြပါတယ်ဟု United State of Burma Army USBA မှတာဝန်ရှိသူတဦးကပြောပါတယ်။ထို့ပြင်မန္တလေးတိုင်းနထိုးကြီးမြို့မှာရေစက်ကမ်းမှာရေတူတက်ချက်တအုပ်ကိုဒေါ်လာရေးတဖွဲ့များကအရှင်ဖမ်းမိခဲ့ကြောင်းနထိုးကြီး region နဲ့ different for NRDF မြင်းချံခရိုင်အမတ်ရှစ်တရင်ကသတင်းထုတ်ပြန်ထားပါတယ်။ မေလ28ရက်နေ့တွင်နထိုးကြီးမြို့မှရဲစခန်းမှရဲတူတက်ချန်မင်းမွန်ဆိုသည်နထိုးကြီးမြို့တွင်တနေရာတွင်မြင်းချန်ခရိုင်အမှတ်၈တိုင်းရင်နှင့်နထိုးကြီးမြို့နယ်ပါကာဖာတို့ကဖမ်းဆီးထိန်သိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးတင်းင်းသာရီမျိုးနဲ့ခမာယ958တည်ရင်မှာစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တင်းင်းသာရီတိုင်းတင်းင်းသာရီမျိုးနဲ့ရှိခမာယ958တည်ရင်မှာစစ်မှုထမ်းတပ်သားတဲ့နှစ်ဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းဒေါနာကော်လန် P29902 ဒေါနာတည်ရင်ကပြောဆိုပါတယ်။မေလ29ရက်နေ့တွင်တင်းင်းသာရီမျိုးနဲ့ရှိခမာယ 958တက်ရင်မှာစစ်မှုရန်တပ်သားတဲ့နှစ်ဦးသည်ဒေါနာတက်ရင်ဘျူဟာ33နှစ်မြည်အတွင်းသို့လက်နက်ခရံများယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အလင်းဝင်ရောက်လာသည့်စစ်မှုရန်တပ်သားတဲ့နှစ်ဦးသည်အကြံဖက်စစ်တပ်၏အတင်းအာရမတပ်သားစုဆောင်ခံရသူများဖြစ်ပြီးဝဲကလေးအခြေဆိုင်အမတ်လေးတမ်းမြင့်လေးကျင်ကြီးကြောင်း တာကကလီမအပတ်စဉ်6တင်နန်းစင်တက်သားတင်များဖြစ်ကြောင်းသိရပါတယ်။ထို့သောအလင်းဝင်လာသောစင်မူရန်တက်သားတစ်ရန်လင်းထွန်းနဲ့မေသူအောင်သည်ဘျူဟာ33နှစ်မြည့်အတွင်းရှိဒေါနာတယင်ထံ MA3 တနက်တလက်ကြီးပေါက်တပောင်းကြီး25တောင်းဖြင့်အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တက်သားရန်လင်းထွန်းသည်ညပတ်အပြင်သွားလာစဉ်အတင်းအာရမတက်သားတစ်အဖြစ်စုဆောင်းခံရသူဖြစ်ပြီးတက်သားနေသူအောင်သည်တက်စီဆွဲရန် ါစင်ဂျာပို့ဆောင်ပြီးပြလာစဉ်အတင်းအဓမ္မစူဆောင်းခံရပြီးအကျန်းဖက်စစ်တပ်ထဲရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဖြူဟာ33စစ်စင်ရေးမှုမှလည်း CDM အလင်းဝင်ရောက်လာသူများကိုနှွေထွေးစွာကြိုဆိုလက်ခံပြီးကြန့်ရှိနေသောတပ်သားများလည်းဖြူသူနှင့်အမြန်ဆုံးပူးပေါင်းကြပါရန်အကြံပတ်စစ်တပ်၏စစ်မှုထမ်းအမိန့်ကြေညာချက်များကြောင့်အတင်းအဓမ္မတပ်သားစုဆောင်ခံရသူများအပါဝင်ဖြူသူဘက်မှရက်တီလိုသောတပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအနေဖြင့်ဖြူသူကာကွယ်ရေးတပ်မတော်ဒေါနာတက်ရင်နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်အလင်းဝင်ရောက်နိုင်ကြောင်းဒေါနာကော်လန် P2990 ဒေါနာတရင်ကအတိပေးနှိုးဆော်ထားပါတယ်။ ဆက်လက်ပြီး RCI ဦးဆောင်မှုဖြင့်နိုင်ငံတကာမှပါဝင်သောပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးမရှိပါကပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မည်မဟုတ်ဟု NUG အစိုးရပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ RCI ဦးဆောင်မှုဖြင့်နိုင်ငံတကာမှပါဝင်သောစနစ်ကြသည့်ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်နရာမျိုးမရှိပါကအယက်သားပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မည်မဟုတ်ကြောင်း NUG အစိုးရကတိုက်တွန်းပြောဆိုထားပါတယ်။ မြန်မာနိုင်ငံရေးရာအခြေအနေများနှင့်ဆက်လင်း၍ခုညီဖြည့်ရှင်ရန်အာဆီယံခေါင်းဆောင်များ၏တည်ထက်သဘောထားကြေညာချက်ထုတ်ပြန်ခြင်းအပေါ်အမျိုးသားညီညွတ်ရေးအစိုးရ၏သဘောထားယက်တီချက်ထုတ်ပြန်ရာတွင်ထည့်သွင်းပြောဆိုထားခြင်းဖြစ်ပါသည်။ အယက်သားပြည်သူများနဲ့အများပြည်သူဆိုင်ရာအဆောက်အအုံများအပေါ်အကြံဖတ်မှုများကိုချက်ချင်းရပ်တန့်ရန်မစီမချင်းလှုပ်ဆောင်လျက်ရှိသောတိုးမြင့်လာသည့်အကြံဖတ်မှုများကိုချက်ချင်းရပ်တန့်ရန်အစမ်းကုန်ထိန်းသိမ်းသိမ်းသိမ်းဆောင်ရွက်ကြရန်နဲ့အယက်သားပြည်သူအလုံးဤဘေးကင်းမှုနှင့်လုံခြုံမှုကိုတည်ချစေရေးတိကျသေးကြသောအရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အာဆီယံ၏တိုက်တွန်းချက်အားအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်ကြိုးစားပါကြောင်းအသိပေးထားပါသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရရာတွင်လိုအပ်နေသူများထံသို့လလန်းမီရောက်ရှိစေရေးအတွက်ဘေးကင်းလုံခြုံသောပတ်ဝန်းကျင်ကိုဖန်တီးရန်ရည်ရွယ်ချက်ဖြင့်ပြစ်ခတ်တိုက်ခိုက်မှုများအားရည်စဲထားရန်အာဆီယံကောင်ဆောင်များ၏တိုက်တွန်းချက်ကိုလည်းနားလည်သည်ဟုဆိုပါသည်ငလင်ပေးတံကြရောက်ခဲ့သောနေရာများတွင်လူသားချင်းစာနာမှုဆိုင်ရာကေဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ယာယီအပြစ်ခတ်ရက်စဲရေးအားအမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ကြသော တို့ရတွင်အကျန်းဖက်စစ်ကောင်စီသည်အပြစ်ခတ်ရက်စဲရေးကြညာထားသည့်ကာလ၌ပင်အပြစ်မဲ့အရက်သားပြည်သူများအပေါ်လေကြောင်းပုံကျဲတိုက်ခိုက်မှုများလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုများသာလွန်အင်အားသုံး၍အရက်သားပြည်သူများနေထိုင်သောမြို့ရွာများအား မိရှုဖြစ်စီခြင်းများအယက်သားပြည်သူများအားတရားမဲ့တပ်ဖြတ်ခြင်းများကိုနေစင်နဲ့မျှကျူးလွန်လျက်ရှိကြောင်းသိရပါတယ်။အယက်သားပြည်သူအလုံးဤဘေးကင်းမှုနှင့်လုံခြုံမှုကိုတည်ချစေရန်တိကျတိကျသောအရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန်အတွက်အာဆီယံ၏ဦးဆောင်မှုဖြင့်နိုင်ငံတကာမှပါဝင်သောစနစ်ကျသည့်ဖြစ်ကတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရေးရန်ရမျိုးမရှိပါကအယက်သားပြည်သူများအားထိရောက်စွာကာကွယ်နိုင်မည်မဟုတ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကပြောပါတယ်။ ASEAN ERAD လက်တလောလိုအပ်ချက်များအကဲဖြတ်မှုအစီရင်ခံစားနှင့် AHA Center ၏ပူးတွဲလိုအပ်ချက်များအကဲဖြတ်ခြင်းတို့ကိုအခြေခံ၍ ASEAN လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုဘေကင်းအချိန်မီထျောက်ပြီးဖွင့်လင်းမြင့်တောင်မှုရှိစေရန်တက်ဆိုင်သူအလုံးကို ိုက်တွန်းမှုသည်လူသားချင်းစာနာမှုဆိုင်ရာနိုင်ငံတကာစံနှုန်းများနှင့်အညီရပ်တည်ဆောင်ရွက်မှုဖြစ်သဖြင့်အမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ထို့သောဆောင်ရွက်ရာတွင်အမျိုးသားညီညွတ်ရေးအစိုးရတိုင်းဒေါ်လာရည်အဖွဲ့များ၏အခြေအနေအကဲဖြတ်အစီရင်ခံစာများကိုလည်းအသုံးပြုရန်လိုအပ်တဲ့ကဲ့သို့နိုင်ငံ၏80ရာခိုင်နှုန်းနီးပါးအတီးနေနေထိန်ချုပ်ဆွမှုထားသည့်အမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းဒေါ်ဒေါ်လာရည်အင်အားစုများကလက်တွေ့အုပ်ချုပ်နေသည့်နေရာများတွင်တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ပါရန်အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်း ွန်းထားပါတယ်။ထို့ပြင်မြန်မာနိုင်ငံနှင့်ထိစပ်နေသောနိုင်ငံများမှတဆင်နေဆက်ဖြတ်ကျော်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနိုင်ရန်အာဆီယံအနေဖြင့်ဆောင်ရွက်ပေးပါရန်အထူးတိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံနဲ့ဆက်ဆက်ဖြစ်ပေါ်နေသောနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအထူးသဖြင့်မူရစ်ဈေးဝါကုန်ကူးမှုလူကုန်ကူးမှုနှင့်အွန်လိုင်းလည်ပြားမှုများတိုးပွားလာခြင်းကိုဖြေရှင်းရန်အတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားနှင့်ပြင်ပမိတ်ဖက်များမြန်မာအိမ်နီးချင်းနိုင်ငံများကုလသမဂ္ဂတို့နှင့်ပူးပေါင်းဆောင်ရွက်မှုများကိုတိုးတက်ကောင်းမွန်အောင်အာဆီယံကဆောင်ရွက်ရာတွင်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်းအာဆီယံနှင့်အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည် မြန်မာများကိုယ်တိုင်ဦးဆောင်သည့်ရေရှည်တည်တဲ့အခိုင်မြဲသောငြိမ်းချမ်းသောနိုင်ငံရေးဖြစ်ရှင်မှုရရှိရန်ကြိုးပမ်းဆောင်ရွက်ရာတွင် မြန်မာပြည်သူများကဦးဆောင်ဆင်နွှဲနေသောຫນွေဦးတော်လန်ရေးဤຫນွေဦးတော်လန်ရေးဤအနိမယီမန်းချက်ပန်းတိုင်ဖြစ်သည့်စစ်အာဏာရှင်စနစ်အပီးတိုင်ချုပ်ငင်းရေးစစ်မှန်သော Federal Democracy ပြည်တော်စုသည့်ပေါ်ထွန်းရေးအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက်အပြည့်အဝသဘောတူတာဝန်ယူတာဝန်ခံနိုင်သောမိသည့်အဖွဲ့အစည်းနှင့်မဆိုယုံကြည်မှုတည်ဆောက်ရန်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အသိရှိကြောင်းအတည်ပြုထားပါသည်။